ဆာမေကဘလွန်ယောကို PSG ကစားမရည်နဲ့အပြိုင်လို့ရမယ်ဆိုတဲ့ဘာစီလိုနာကစားမဟောင်းဘာစီလိုနာတင်းရဲ့ကန်နဝင်ကစားမကြီးဖြစ်တဲ့ခရစ်စတိုစတိုကော့ကဒီနေ့ဘလွန်ယောနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့အသုံးသချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။သူကလာမယ့်2025ခုနှစ်အတွက်ဘလွန်ယောစုကိုဘာစီလိုနာရဲ့လူငယ်ချန်ပွင့်လာမရမရ PSG အသင်းရဲ့ထိတ်တန့်ကစားမကြီးဖြစ်တဲ့တမ်မီလီအခုဟိုနဲ့ဗီဒီညာတို့နဲ့အပြိုင်လို့ရလိမ့်မယ်လို့သုံးသပ်ပြောကြားလိုက်ပါတယ်။ဒီတော့တချက်ကဘော်နောလောကရဲ့မင်းနစ်တစ်မှာပေါ်ထွက်လာနိုင်တဲ့ဘလွန်ယောဆူရှင်တူကိုခံမှန်းလိုက်တာဖြစ်လို့တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။စတိုကော့လိုတွေးကြုံရင်ပြီးဘော်လုံးမြင့်ရှိတဲ့ပုံကိုယ်တူဦးရဲ့ခံမှန်းချက်ဖြစ်တာကြောင့်လေဒီတဲ့တင်းကဘော်လုံးပြည့်တဲ့ဒီကြောင့်မှရေမန်းစားနေပါတယ်။ ဘာစီလိုနာတင်းရဲ့ဆက်ကွန်းနဲ့နေသားလေးလမယာမေဟာပြီးခဲ့တဲ့ရာသီမှာဘာစီလိုနာတင်းတော်ရောစပိန်လက်ရေးစင်အတွင်းတော့ပါအသက်ရွယ်နေမလိုက်အောင်အမခန့်ချီစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်သူ့ရဲ့ဒူးချင်းဆော့ဆောင်ကြီးမြန်နိုလှုပ်ရှားမှုတွက်လက်မှုဂိုးဖန်နီလိုက်စွမ်းတွေကြောင့်ပဲဘောလုံးလောကမှာအာယုံဆက်မှုအများဆုံးကစားသမားတွေကတအူးဖြစ်လာခဲ့ပါတယ်အထူးသဖြင့်သူ့ရဲ့ဘောလုံးထိန်းချုပ်မှုနဲ့ပြိုင်ဘက်ခံစစ်တွေကိုဖျက်ထုတ်နိုင်တဲ့စွမ်းကြီးတွေကထိတ်တန့်စင်ကစားမတူဦးရဲ့အကြီးတွေးကိုဖော်ပြနေပါတယ်ဒီလိုထူးခြားတဲ့ဆွမ်းဆောင်ရည်တွေကြောင့်ဘလူးနီယိုဆုတဲ့ရေပန်းစားတဲ့ကစားမတူဦးဖြစ်လေတတ်မှတ်ခံထားရပါတယ်သူရဲ့ခြေစွမ်းတိုးတက်မှုကလည်းလွန်လင်းမြန်ခဲ့တာကြောင့် အားလုံးကသူ့ရဲ့အနာဂတ်ကိုပုံမဆဲဝင်စားနေကြပါတယ်ဘလုံးရဆုတဲ့စကားတိုင်းကစားမစင်းကိုအော်ဂိုလာမှာတရားဝင်ထုတ်ပြန်ကြေညာမှာဖြစ်ပေမဲ့ဘောလုံးသုံးသပ်သူတွေရဲ့ပြီးခဲ့တဲ့ရာသီဆွမ်းဆောင်ရေးပေါ်ခြေကန်တဲ့ခံမှတ်ချက်တွေအရ PSG တိုက်စစ်ကစားမဒရန်ဘီလီကရေပန်းစားသုံးဖြစ်နေပါတယ်သူ့နောက်မှာတော့ရာမဲရာဖီညာဆာလာဗီတီညာနဲ့နူနိုမန်တက်တို့ကအဆင့်လိုက်ရှိနေတယ်လို့သိရပါတယ်ဒီလိုရေပန်းစားနေတဲ့ကစားမတွေထဲမှာမှဘာစီလိုနာကန်နိုမစ်စတိုကော့ကလမိုင်းရမဲပေါ်ချီချူထောက်ခံစကားတွေကိုခုလိုပြောကြားခဲ့ပါတယ်လမိုင်းရမဲကငယ်ရွယ်ပေမဲ့ရီတီဖြွားတဲ့ကစားမတစ်ယောက်ပါသူကစားတာကိုကြည့်ရတာတကယ်ပြောစရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ သူ့မှာစိတ်ဝင်စားစရာကောင်းတဲ့အည်တွေးတွေရှိနေတာကြောင့်သူ့သားဒီစုကိုရရှိခဲ့ရင်ကျွန်တော်စုချင်းမြင့်ပေးချင်ပါတယ်လို့ရမရဲ့ခြေစွမ်းနဲ့သူ့ရဲ့ရည်သွေးပေါ်လေးစားကုန်ယူတဲ့အကြောင်းကိုထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ Diamond Store ကလမယာမေတော့ပြိုင်ပွဲတွေရှိရင်အကြောင်းကိုလည်းထောက်ပြခဲ့ပါတယ်။သူက Diamond မှာ Queen Ho နဲ့ Bidinya တို့ကလည်းဒီစုကိုရယူနိုင်ကြောင်းရှိတဲ့သူတွေဖြစ်တယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။ဒီနေရာမှာ Store ကပြည့်ကြည်တင်းရဲ့နောက်ခံလူဖြစ်တဲ့ Marquin Ho ကထဲသွင်းသွားဆိုသွားတာကစိတ်ဝင်စားစရာကောင်းပါတယ်။မကွေးဟောပီအက်ဂျီရဲ့ခန်းစစ်ပိုင်းမှာအဓိကကစားသမားဖြစ်ပြီးအသင်းကိုချန်ပီယံလိဘလာရရှိအောင်ဦးဆောင်နိုင်ခဲ့တဲ့အဓိကကစားသမားတွေကတအူးလေးဖြစ်ပါတယ် ပြည်ညာကလည်းကွင်းလက်ပိုင်းမှာဆွမ်းဆောင်ရည်ကောင်းတွေစက်တိုက်ပြသနေတာကြောင့်စတိုကောရဲ့သုံးသက်ချက်ဟာနေရမန်ကစားမတွေကိုရွေးချယ်ပေါ်ပြလိုက်တာပဲဖြစ်ပါတယ်။ဘရင်ယောစုကိုအစင်လာရတိုက်စစ်ကစားမတွေကပုံမရရှိလေရှိပေမဲ့ဒီနေ့မှာတော့မာကွင်ဟိုးလိုခန်းစစ်ကစားမတွေဥပါစူတွက်စိန်ကော်နာနိုင်တယ်စတိုကောရဲ့သုံးသက်ချက်ကနေသိရှိရပါတယ်။ဒါဟာဘော်လုံးကရဲ့ပြောင်းလဲလာတဲ့အမြင်ကိုလည်းပြသနေပါတယ်။လမယမေလိုလူငယ်ကျယ်ပွင့်တူဦးအနေနဲ့ဒီလိုနာမည်ကြီးတွေးကြုံရင်ကစားမတွေနဲ့အပြိုင်ဘလုံယောစုကိုရယူနိုင်မလားဆိုတာကတော့ဘော်လုံးပရက်စစ်စိတ်ဝင်စားဆောင်ကြည့်ရမယ့်အရာချိုးပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြပေးပါ